ငငယ်တော့အခက်ခဲရတော့မဟုတ်ဘောနော်ဒီကားလာငားလဲဒီလို character နောက်တကားလာငားလဲဒီလို character ဆိုတော့အမအဲဒီတိုင်းဆိုရင်တော့လို့လုတ်လုတ်ချင်နေလေအသေးဆုံးပြစ်လာရဲဆိုတော့အလင်းအလုတ်လုတ်ချင်တာတဲ့မလဲတော့လုတ်ခွင့်ကမရဘူးဖြစ်နေရဲဆိုတော့အဲမိုင်းဆန်ဝိတ်တော့မိုင်းဆန်လို့သမီးစပင်ညက်လိုက်ပြီအဲအမလေးလည်းမညက်ရဘူးမညက်ရဆိုတော့မိုင်းဆန်မညက်ပေဘူးမညက်ပြီးတော့အမဘာမှသွားညက်ချလိုက်လဲဆိုတော့အဲဟို ဥအောင်ကိုလည်းရဲ့သမီးနဲ့ဂျီစစ်ကတဲတဲနဲ့နှစ်ယောက်ပေါင်းဖွင့်ထားတဲ့စိုက်မားမှာအေးမီရှန်နဲ့တဲတဲနဲ့ဆော်လိုက်တာမိုင်းဆန်ငိုပါလိမ့်စိတ်တော့မစိုးဘူး तू ကဒီလိုလေးမိုင်းဆန်အဲတော်ကိုရီထက်ပို့ပြီးတော့မိမပီတာတယ်ရင်သေးတယ်အဲ့လိုမျိုးဟိုအိမ်မူကိစ္စတွေကစနိုင်နေတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဟိုသပင်းရှေးကြီးဆိုလဲ तू ကအရင်တံမိုးထားတယ်အဲ့လိုမျိုးပေါ့အကိုကတော့ဟိုသပင်းစွာပြင်ရှင်းလာမှာပဲပေါ့နော်ဒီအခွင့်ရေးဆိုတာတော့ နှစ်ခါလာခြင်းမလာမှာပေါ့ဆိုပြီးတော့ညက်ချလိုက်သူအများအေးနေငိမ့်နေပေါ့နော်အတီခန့်အရိုးသားဆုံးပြောရင်လေအမတို့ခစ်ကလည်း drama ခစ်ကို drama ခစ်မှာဖြစ်ခဲ့တဲ့ပြည့်စုံတယောက်နေနဲ့အမက drama ကိုနိုင်တာတော့အမှန်ပဲဒါပေမဲ့ဒီလိုအလှုပ်လေးတွေဆိုလည်းအမတို့လုံနိုင်ပါတယ်လုံတက်ပါတယ်ပေါ့ညီမလေးဟုတ်ဒီ168နှစ်ကြီးမှာအမပါဝင်တရုတ်ဆောင်တဲ့အပိုင်းအတော်တော်လေးအရင်ကလာမျိုးတင်စားနေလို့မြင်ခဲ့ရတယ်တော်တော်လေးကွဲပြားခြားနားစွာပါဝင်ထားပါတယ် အာအမအိုဆိုများသားဖြင့်ရိုးရိုးအေးအေးလို့မြင်ကြတယ်လေဒီကားထဲမှာတော့အမအလှုပ်ဆက်ရုပ်လေးပေါ့ခန်းနေတယ်ဆိုပေမဲ့ကာရက်တာလေးတစ်ခုရတဲ့အတွက်အမပျော်ပါတယ်။အော်အမကကာရက်တာမျိုးစုံကိုလှုပ်ကြည့်ခြင်းခဲ့တာငငယ်တုန်းကဆိုသပင်ရှင်ကြီးနဲ့ရိုးရိုးအေးအေးပဲတယောက်ဆောက်လုံးလို့ဆိုပြီးအမ step လေးညှက်လိုက်တာလေအဲအဲ့လိုမျိုးပြီးတော့ညီမလေးလိုလည်းကောက်လိုက်တယ်အဲ့လိုမျိုးလေးပေါ့အမြဲတမ်းအဲ့လိုကာရက်တာကိုချိန်ကျင်တယ်အော်ကိုမြင့်မြတ်နဲ့အာကိုမြင့်မြတ်နဲ့တအိမ်နေပေါ့နော်ကိုမြင့်မြတ်ရဲ့အတော်ပေါ့ အတော်အတော်ဟိုသူသူ့ရဲ့အမွေတွေကိုရေကမောင်မိုင်စီးထားတာပေါ့ဒီလို character ဆိုအမတရုပ်မဆောင်ဘူးလေအာအမတရားတွေကတော့အမတို့ကတော့168နာရီတွင်းမှာဖြစ်သွားတယ်ဝိညာဉ်လိုလိုတရေလိုလိုဆိုတော့ဤပညာတွေအရန်တိုးတက်လာတာပေါ့နော်ဝင်ပူတာရောဝင်ထွက်ထွက်တာရောအဲ့လိုမျိုးလေးတွေလောက်ရတဲ့ခါကျတော့ stop ဆိုရင်ခုန်ထွက်ကြအဲခုန်ဝင်ကြအဲ့လိုမျိုးလေးတွေပျော်စရာကောင်းတယ်အဲမမရဆိုရင်အာမြန်မာလေးရေဘိုးတထောင်မြေကန်းသားကြီးမှာနေပူကျဲတောက်ကြီးမှာ အထောက်ခံထားတဲ့ character မျိုးတော့မမလုပ်ဘူးအဲ့ဒါလေးတော့မမမရရပူလိုက်တာတလားလက်ကလည်းချုပ်ထားရတယ်ပေါ့နော်ကိုရီးယားအဖမ်းခံထားရတယ်ပေါ့လေအဲ့လိုမျိုးပေါ့အဲ့တော့လေဘူးတွေကလည်းတိုက်အော်ငငယ်တော့အခက်ခဲရတော့မဟုတ်ဘူးပေါ့နော်ဒီကားလာငါလည်းဒီလို character နောက်တကားလာငါလည်းဒီလို character ဆိုတော့အော်အမဟဲ့ဒီတိုင်းဆိုရင်တော့လို့လုတ်လုတ်ချင်တယ်လေတေးဥဆောင်ပြစ်လာတယ်ဆိုတော့အလင်းအလုတ်လုတ်ချင်တာတည်မလဲအဲ့တော့လုတ်ခွင့်ကမရဘူးဖြစ်နေတယ်ဆိုတော့ အဲမိုင်းဆန်ဝိတ်တော့မိုင်းဆန်လို့တမိစပင်ညက်လိုက်ပြီအဲအမလေးတွေမညက်အောင်မညက်အောင်ဆိုမိုင်းဆန်မညက်ပေဘူးမညက်ပေတော့အမကဘာမှသွားညက်ချလိုက်လဲဆိုတော့အဲဟိုဟိုအောင်ကိုလည်းရဲ့တမိနဲ့ဂျီစစ်ကတဲတဲနဲ့နှစ်ယောက်ပေါင်းဖွင့်ထားတဲ့စိုက်မားမှာအေးမီရှဲနဲ့တဲတဲနဲ့ဆော်လိုက်တာမိုင်းဆန်ငိုပါလိမ့်ဒါပေမဲ့အေးစပင်ကိုဝဲအထက်လေးကြောင့်ပဲကိုလူမင်းနဲ့ကနောက်ထပ်ပေါက်လာတာပေါ့လေအဲ့လိုမျိုးပေါ့အဲ့လို character တွေတော့အမ change ချင်းဒီရွယ်မှာလဲလို့ပဲအမဟို ရိုးရိုးအေးအေးသိရမလဲမိခင်တယောက်ရဲ့အဲတထေးအဲကတော်တယောက်လိုမျိုးဆိုရင်အမဒါတာရှောင်းလုံးရိုက်ခဲ့တဲ့ဇက်တွေဖြစ်တယ်လေအခုလိုထူးခြားတဲ့ character လေးဆိုအမလှုပ်ချင်နေတာပဲအမဒီလိုဟာတာကားလေးတွေမှာလည်းအမတို့လည်းပေါ်တက်ပါတယ်ပေါ့နော်အေးအမဆိုအများနဲ့အေးနေငိမ့်နေပေါ့နော်အတီခက်အဲရိုးသားဆုံးပြောရင်လည်းအမတို့ခစ်ကလည်း drama ခစ်ကို drama ခစ်မှာဖြစ်ခဲ့တဲ့တိရစ္ဆာန်တယောက်အနေနဲ့အမ drama ကိုနိုင်တာတော့အမှန်ပဲဒါပေမဲ့ဒီလိုအလှုပ်လေးတွေဆိုလည်းအမတို့ လုံနိုင်ပါတယ်လုံတတ်ပါတယ်ပေါ့ညီမလေးစိတ်တော့မစိုးဘူး तू ကဒီလိုလေးမိုင်းဆန်အဲ तू ကိုရီထက်ပို့ပြီးတော့မိမပီတာတယ်ရင်သေးတယ်အဲ့လိုမျိုးဟိုအိမ်မူကိစ္စတွေကဆန်နိုင်နေတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဟိုသပင်းအရှိကြီးဆိုလဲ तू ကအရင်တန်မိုးထားတယ်အဲ့လိုမျိုးပေါ့အာကိုကတော့ဟိုသပင်းစွာပြင်ရှင်းလာမှာပဲပေါ့နော်ဒီအခွင့်ရင်းဆိုတာတော့နှစ်ခါလာခြင်းမလာမှာပေါ့ဆိုပြီးတော့ညက်ချလိုက်ကိုရန်ဟောကြိုက်သွားလားကြိုက်သွားတယ်အခုအခုတရားမျိုးစုံပဲ ဟောအပြင်မိန်းကလေးတယောက်နေနေဆိုရင်တော့ဒါမြန်မာမိန်းကလေးတွေကသပင်းရှိတာကောင်းပါတယ်အမလည်းစိုက်နှစ်သက်ခဲ့တယ်မမတို့ဒီဒီရွယ်မှာတော့ညီမလေးရဲ့လေတန်နေတန်နေဟုတ်လားအမတို့စပရေးတန်နေကတော့ထိပြီဆိုတော့အမတို့သပင်းနေလည်းအရင်လိုမထူတော့ဘူးပန်းသွားပြီပန်းသွားပြီဆိုတော့ဟိုကျဲတောက်ပြီးပန်းနေတဲ့သပင်းတော့ပြိတ္တကူမမြင်စေသင့်ဘောလေအဲ့တော့အမမျက်ဖြစ်တော့အာအဓိကကတော့အမမိမိလေးကငယ်သေးတာဟုတ်ငယ်သေးတော့အမစမ်းမာကြီးကောင်းကျင်တယ်လीအ ကျမတွေကောင်းချင်တော့အမဘာလို့လဲဆိုတော့ညစာကိုတော်တော်ဖြတ်ချလိုက်တယ်။နောက်လမ်းလျှောက်တယ်ပေါ့။အဲ့လိုမျိုးရေများများတောက်တယ်။ရင်တော့အမအချိုးရေရမ်းတောက်တာအခုအချိုးရေမတောက်တော့ရေများများတောက်တယ်။အဲ့လိုမျိုးလေးပေါ့။ဒါပေမဲ့အခုဒီလိုမျိုးဖြစ်လာတယ်ဆိုတာမနေ့ကလုပ်ပြီးဒီနေ့ဖြစ်လာတာတော့မဟုတ်ဘူး။အမတောက်လျှောက်တက်လျှောက်လို့အမအဲ့လိုမျိုးဇွဲတော့မလျှောက်ပါဘူးပေါ့လေ။